အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့အော်တိုဝါလာ23ရက်ညပိုင်းအထိရရှိထားတဲ့အထူးအခြားဆုံးသတင်းတွေကိုကျွန်တော်ခရွန်နံကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲမြန်မာကအကြဖြန်လုပ်ငန်းတွေကိုကျုပ်ကန်သူကြားဖြန်ကောင်းဆောင်ကိုတရုတ်ထံထိုင်းလွှဲပြောင်းပေးလိုက်တဲ့သတင်းမင်းအောင်လန်ကိုအာဆီယံစီဝေးတက်ခွင့်မပေးဘူးလို့မလေးရှားဝန်ကြီးချုပ်ပြောလိုက်တဲ့အကြောင်းအင်းတိုင်းငယ်ကြောက်ဖြူကိုနှက်ပြေဖြစ်အောင်လုပ်ပေးမယ်လို့မင်းစွင်ရဲ့ RMP ဥက္ကဋ္ဌ နောင်ရှိုကြောက်မဲ့တီဘောမျိုးတွေတိမ်ပြန်တော့နမ်တူကိုထတ်သိမ့်ဖို့ခြေဆက်လှမ်းလာတဲ့စစ်ကောင်မရှင်ညင်းငယ်အထက်ကကြောင်ကန်ထဲထီဓာတ်နဲ့ဝင်ထိုးလို့ကြောင်သားကြောင်သူတုံးဒန်ရရှိရဲ့အချိန်နဲ့ဘလို့ရှိလဲမြူလက်နဲ့တဲ့ဟန်တာနိုင်ရဲ့အတန်ထက်မြင်တဲ့လက်နက်တစ်ကိုမြောက်ကိုရီးယားစမ်းသပ်ပြလွတ်လိုက်တဲ့တွင်အဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြင်းတွင်းပြပါတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပြည်တွင်းသတင်းတွေကိုရင်ဆုံရှုစားလိုက်ရအောင်ပါမြန်မာအကြဖြန့်လုပ်ငန်းတွေကိုကြိုးကန်သူကြားဖြန့်ခေါင်းဆောင်ကိုထိုင်းကတရုတ်ထံလွှဲပြောင်းပေးလိုက်တဲ့သတင်းနဲ့စတင်လိုက်ရှင်ပါတယ်မြန်မာအကြဖြန့်လုပ်ငန်းတွေကိုကြိုးကန်ခြေလေသူကြားဖြန့်ခေါင်းဆောင်ဂျီလိုတင်စားခေါ်ဝေကြတဲ့တတိကြီးရှီကျစ်ကျန်းကိုထိုင်းမှာဖန်စီထိမ့်ပင်ရာကနေတရုတ်ထံလွှဲပြောင်းပေးတော့မယ်လို့သတင်းရရှိပါတယ်တရုတ်ဆိုရရဲ့အန်တာပိုအနေအောင်အစင်းသတ်မှတ်ချက်ထုတ်ခံထားရသူကိုကြားဖြန့်ခေါ် အွန်လိုင်းငွေလင်လုပ်ငန်းနဲ့အတူလောင်ကစားမှုန့်တွေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလွန်ခဲ့တဲ့2022ခုနှစ်ထဲကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုနမည်ဆိုးနဲ့ကြော်ကြားသူရှီဂျစ်ဂျန်ဟာတရုတ်နိုင်ငံဖွားဖြစ်ပေမဲ့ကြားဖြန့်တဲ့အချက်ဆက်ရကမ်ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသူပါ။ဒါပေမဲ့တရုတ်အစိုးရကသူ့ကိုအသေးအံအလိုရှိနေပြီးအခုအော်တိုဘာလ22ရက်မှာသူ့ကိုတရုတ်အစိုးရထံလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက မဲခွဲဆုံးဖြတ်ပြီးရနောက်လွှဲပြောင်းပေးဖို့အတည်ပြုလိုက်ကြတာဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံတရားမဝင် online လောင်းကစားလုပ်ငန်းတွေနဲ့ကာစီနိုတွေလုပ်ကင်ခဲ့လို့လည်းဆွတ်ဆွဲခံထားရပြီးထိုင်းဘက်ငွေတန်း900လောက်တန်ကျဲရှိတဲ့ရွှေငွေတန်း150ကျော်ဆုံးချုံမှုဖြစ်ပေါ်စေခဲ့လို့ထိုင်းသတင်းတွေမှာရေးသားဖော်ပြထားပါတယ်။အခုအခါထိုင်းနိုင်ငံရဲ့အဖွဲ့အစည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက တရားခံလွှဲပြောင်းရေးအဥပဒေအရဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တဲ့အကြောင်းတညိတညွတ်တဲ့စီရင်ချက်ချမှတ်လိုက်တာကြောင့်အချင်းချခံနေရတဲ့ရှစ်ကျစ်ချန်တရုတ်နိုင်ငံကိုလွှဲပြောင်းခံရတော့မှာဖြစ်ပါတယ်။ကြပ်ဖြန်ကောင်းဆောင်ရှစ်ကျစ်ချန်ဟာ KNBJF ကောင်းဆောင်ဘုံမင်းကြီးဆော့ရှစ်သူနဲ့ဆက်ဆက်နေတဲ့ရွှေကုတ်ကိုကပြစ်မှတ်ကိုကူးနဲ့အတူပိကရစတမလာရှေ့ရနေကအမေရိကန်ဘန်ဒါရေးဝင်ကြီးဌာနရဲ့တန်ခတ်ပိတ်ဆို့အရေးယူမှုကိုခံထားရသူဖြစ်ပါတယ်။ သူတို့ဟာ online လိန်လယ်မှုစင်တာတွေကနေတဆင်အာဓမလောက်အားပေးခိုင်းစင်မှုအကြမ်းဖက်မှုတွေနဲ့အမေရိကန်နိုင်ငံသားတွေစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူမှုတွေနဲ့အရေးယူခံထားရတာဖြစ်ပါဒုတိယအနေနဲ့မေယောက်လိုင်းကိုအာဆီယံစီဝဲတက်ခွင့်မပေးဘူးလို့မလေးရှားဝန်ကြီးချုပ်ပြောလိုက်တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။၄၈ခုနှစ်ကျင်မြောက်အာဆီယံစီဝဲမှာလည်းမြန်မာစစ်ကောင်ဆောင်မေယောက်လိုင်းကိုတက်ခွင့်ပေးမှာမဟုတ်ဘူးလို့အလှေကြောင်းဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ် အဲ့ဒီအစည်းအဝေးကိုလာမယ့်အော်တိုဘလ26ရက်ကနေ20ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုရုရှားသမ္မတဗလာဒီမာပူတင်တက်မှာမဟုတ်ပန်ဒုတိယဝန်ကြီးချုပ်အလန်စနာနိုဘတ်တက်မယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအိဗရာဟန်ကတီးပြုတ်ပြောကြားလိုက်ပါတယ်။ဒါပေမဲ့3ရက်ကြာအာဆီယံထိပ်သီးအစည်းအဝေးမှာကမ္ဘာကောင်းဆောင်တွေလာရောက်စုဝေးမယ်လို့အာဆီယံလက်ချောက်ဥက္ကဋ္ဌကယုံကြည်နေပြီး အာဆီယံဖွဲ့ဝင်နိုင်ငံတွေကကောင်းဆောင်တွေနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းတက်ရောက်မယ်လို့သူကပြောပါတယ်။အဲ့လိုပြောပြီးတဆက်တည်းမှာပဲ2021ခုနှစ်ဧပြီလကတည်းကဆက်အနာတိုင်ပြီးအာဆီယံဘုံသဘောထား၅ရက်ကိုမဖော်ဆောင်လို့တက်ရောက်ခွင့်ပိတ်ခံထားရတဲ့မင်းအောင်လိုင်လည်းတက်မှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါကအတည်ပြုပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲပေါ်အလုံးမဖြစ်တဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကချမှတ်ထားတဲ့အချက်၅ချက်ပါသဘောတူညီချက်ကိုခိုင်မာစွာ ဆက်လက်လိုက်နာသွားမယ်လို့လည်းသူကပြောပါတယ်။မလေးရှားဝန်ကြီးချုပ်ကမြန်မာမှာရွေးကောက်ပွဲကိုဥစားပေးမလုပ်ပဲလက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအရင်ဆုံးဖြေရှင်းဖို့ပြည်ကနှစ်ဒီဇင်ဘာလအတွင်းထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့မြန်မာရေးဆွေးနွေးပွဲအတွင်းတိုက်တွန်းပြောကြားထားပါတယ်။လာမယ့်အာဆီယံစည်းဝေးအတွင်းအာဆီယံကနေစစ်ကော်မရှင်ရွေးကောက်ပွဲကိုအတိမတ်ပြုမပြုနိုင်ရွေးကောက်ပွဲစောင့်ကြည့်ရဲ့အဖွဲ့ဆီလွတ်မလွတ်ဆိုတာတွေကိုဆွေးနွေးတော်ဖို့ရှိနေတယ်လို့သိရပါတယ်။ ဒါပေမဲ့မလေးရှားကလွတ်တော်အမတ်တွေကစစ်ကော်မရှင်ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့အသိမှန်မပြုဖို့လက်မှတ်ထိုးတောင်းဆိုထားသလိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ IPU ညီလာခံမှာလည်းအာဆီယံနိုင်ငံတွေကလွတ်တော်ကိုယ်စားလှယ်တွေကစစ်ကော်မရှင်ရွေးကောက်ပွဲကိုအသိမှန်မပြုကြဖို့တိုက်တွန်းနေကြပါတယ်။တရီးယားအနေနဲ့အေအတိုင်းရဲ့ကြောက်ဖြူကိုနက်ပြဖြစ်အောင်လုပ်ပေးမယ်လို့ RNP ဥက္ကဋ္ဌမဲဆွေနေတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။ ရခိုင်ပြည်နယ်ထက်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့မှာလာမယ့်ဒီဇင်ဘာလ28ရက်မှာပြုလုပ်မဲ့စစ်ကောင်စီရွေးကောက်ပွဲအပိုင်းတဲ့အတွင်ကျင်းပဖို့ရှိနေပါတယ်။အဲ့ဒီမှာပါတီ၅ခုလောက်ဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတဲ့အထက်ပါတီတဲ့တစ်ခုဖြစ်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ရဲ့ဥက္ကဋ္ဌကပြည်ရဲ့ဒဏ်ငွေပိုက်လိုင်းနဲ့ရင်းနှီးဆက်ကန်ရှိနေတဲ့ကြောက်ဖြူမြို့ကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်။ ခိုင်လူမျိုးတရားလွတ်တော်ရှင်းနေတဲ့နိုင်ငံရေးသမားတဦးလည်းဖြစ်တဲ့ဥပါရှင်ကမျိုးကြောက်ဖြူနတ်ပြည်ဖြစ်ဥပါရှင်ဘဲမှာအမှတ်ရှိဆိုပြီးမိတ်ဆွေဆောင်ပုတ်ထုတ်ထားတာတွေ့ရပါတယ်။ဒါကြောင့်အာခတ်တက်တော် A ကတိမ့်ပိုက်ဘောတိုက်ခိုက်နေတဲ့ကြောက်ဖြူမျိုးကိုနတ်ပြည်ဖြစ်အောင်လှုပ်ပေးမယ်ဆိုပြီး2010နဲ့2015ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက်ကြောက်ဖြူမျိုးနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်ဖြစ်အရွေးခံထားရသူကမိတ်ဆွေနေရလို့နားလည်ရပါတယ်။ အသက်80နေပါရှိပြီဖြစ်တဲ့ရခိုင်မျိုးသားပါတီဘောအလုံးမှုဆောင်ဖွဲ့ဝင်ဟောင်းဥပရှင်ကရှူရမမရီလှပဖို့ဥပရှင်ကိုမေးပေးစိုးဆိုပြီးလဲရခိုင်ဘာသာနဲ့မဲဆွယ်ထားပါသေးတယ်။ဝါရင်ရခိုင်နိုင်ငံရေးသမားဥပရှင်ဟာရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ရခိုင်မျိုးသားပါတီရောအပါဝင် ပါတီ၄ခုလောက်ပြောင်းရွှေ့ပြည်နောက်အခုနောက်ဆုံးအနေနဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ကိုထူထောင်ပြီးစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ရှင်ပြန်မှုခွင့်ပြုချက်ရထားပြီးဖြစ်ပါတယ်။ဒီဇင်ဘာလ20ရက်မှာပြည်လုံးမဲ့ရွေးကောက်ပွဲမှာတနင်္ဂနွေအတိုင်းအတာနဲ့နိုင်ငံရေးပါတီ6ခုတိုင်းနဲ့ပြည်နယ်အဆင့်နိုင်ငံရေးပါတီ50ခုတို့ကနေကိုယ်စားလှယ်လောင်း5000ကျော်ဝင်ရောက်ရှင်ပြန်သွားမှာဖြစ်ပြီးကိုယ်စားလှယ်လောင်းစင်းတွေကစစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာနေပါတယ်။ဆက်လက်ပြီးနောက်ဆုံးကြောက်မဲ့တေဘောမျိုးတွေတင်ပြနောက်နမ်မတူကိုထပ်သိမ်ဖို့ခြေဆက်လှမ်းလာတဲ့စစ်ကော်မရှင်အကြောင်းပြောပြပေးပါမယ်။ ဇူလန်ကနေအော်တိုဘလာအထိလေးလအတွင်းမန္တလေးလာရှိုးလမ်းမကြီးပေါ်ကအထက်မြို့တွေဖြစ်တဲ့နောက်ရှိုးကြောက်မဲတီဘောတို့ကိုတင်ပိုက်ပြန်အောင်တန်တက်ထိန်းချုပ်ထားတဲ့နမ်တူမြို့ကိုထပ်သိမ်းဖို့ပြင်ဆင်နေရလို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ73ရက်နေ့ကမှစစ်တပ်တင်ပိုက်နိုင်ခဲ့တဲ့ချန်ပီယံမြောက်ပိုင်းတီဘောမြို့ကနေနမ်တူမြို့ကို ထိုးစစ်ဆင်လာနေရဖြစ်တယ်လို့ချန်ပီယံတက်မတော် SSPP SSAC ကသိရပါတယ်။ အဲ့ဒီကစစ်ကော်မရှင်တပ်တွေဟာတီဘောနမ်တူတို့နဲ့နင်းနမရှင်ထိဆက်နေရဲ့မိုးတေကျေးပါနေမိုးတေတရားအထိရောက်ရှိနေပြီဖြစ်တယ်လို့ SSPB SSA ကဆိုပါတယ်အဲ့ဒီမှာပြီးခဲ့တဲ့အော်တိုဘာလ27ရက်နေ့ညနေ9နာရီလောက်မှာတီဘောကနေနမ်တူဘက်ကိုဥတီထူးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်နဲ့တအန်တက် TNL တို့ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့လို့ SSPB SSA ကသတင်းထုတ်ပြန်ပါတယ်လက်ရှိအချိန်မှာနမ်တူရှောင်းတောင်ဘက်ကန် မိုးတေတရာအထည်စစ်ကော်မရှင်တပ်တွေကစုမိုးထားနိုင်ပြီဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါကြောင့်နမ်တူမျိုးနယ်အတွင်းကြန့်ရှိနေတဲ့ဒေသခံပြည်သူတွေဟာတိုက်ပွဲအချိန်တက်လာမှာကိုစိုးရိမ်တာကြောင့်လာရှိုးမျိုးနယ်နဲ့တန်ရန်မျိုးနယ်ဘက်ကိုထပ်မံထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။တီဘောနမ်တူအဆက်ကတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကော်မရှင်နဲ့ PSLF တင်နယ်တို့ဘက်ကတစုံတရာထုတ်ပြန်တာမျိုးမရှိသေးတယ်လို့ PSLF တင်နယ်ရဲ့ပြောရေးဆိုခွင့်ရှိသူထံ MP ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြစ်ဆိုရမျိုးတော့မရှိသေးပါဘူးစစ်ကွန်မရှင်တပ်တွေဟာဇူလိုင်လ16ရက်နေ့ကနောင်ရှုံမြို့ကိုတင်းယူနိုင်ခဲ့ပြန်နောက်ကြောက်မဲမြို့ကိုနှစ်လကျော်အကြာအော်တိုဘလာ10ရက်နေ့မှာထပ်မံတင်းပိုက်နိုင်ခဲ့တယ်လို့ရပ်ပိုင်အကြာအော်တိုဘလာ13ရက်နေ့မှာတီဘောကိုထပ်မံတင်းပိုက်နိုင်ခဲ့တယ်လို့စစ်ကွန်မရှင်ကထုတ်ပြန်ချက်တွေအရသိရပါတယ်ပြည်တွင်းထဲကနောက်ဆုံးတင်းအနေနဲ့မြင်းငင်မြို့ကအာထကမှာဌာနဲ့ဝင်ထုံးမှုចောင်းသားចောင်းသူ၃ဦးထံအရရှိတဲ့တင်းကိုပြောပြမှာပါ မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့ကအထက်တန်းကျောင်းမှာအသက်18နှစ်အရွယ်လူငယ်မျိုးသားတအူးကကျောင်းထဲထိဓာတ်နဲ့ဝင်ထိုးလို့ကျောင်းသားကျောင်းသူသုံးဦးထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ Grade 11ဝိညာဉ်တွဲအခန်းမှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေဖြစ်တဲ့မဆုမြတ်နိုးဦးမရွှေစင်ငိမ်းမောင်မျိုးမင်းထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။မြင့်ငယ်မြို့အထက်ကကျောင်းမှာသမင်းစားဆင်းချိန်ဖြစ်တဲ့အော်တိုဘလ22ရက် မနေ့မွန်းလွဲ၁၂နာရီ၄၅မိနစ်လောက်မှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းအသက်၁၉နှစ်အရွယ်ရှိတဲ့လူငယ်ကသူ့ရဲ့ညီမကိုအေးဘူးဝင်ပေးမယ်ဆိုပြီးကျောင်းဝင်းထဲဝင်ရောက်လာပြီးတဲ့နောက် Great Level B အခန်းကကျောင်းသူရဲ့လေပင်းကိုထားနဲ့ထိုးခဲ့ရလို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာဝင်ဆွဲတဲ့ကျောင်းသားကျောင်းသူနှစ်ဦးလည်းပြက်ချဒဏ်ရာချိုးချရှိခဲ့တယ်လို့ကျွလွန်သူလူငယ်ကလည်းသူ့ကိုယ်သူဒဏ်ရာအောင်လုပ်ခဲ့ရလို့ဖြစ်စဉ်သိထားတဲ့မြို့ခံတွေစီကနေသိရပါတယ်။ လေဘင်းကိုဓာတ်နဲ့ထုတ်ခန့်ရတဲ့ចောင်းသူရဲ့အတန်းအန်ရဲ့စိုးရင်နေရပြီးចန်ចောင်းသားចောင်းသူနှစ်ဦးကတော့မစိုးရင်ရပဲသူတို့ကိုမန္တလေးဆေးရုံကြီးကိုတင်ပို့ထားတယ်လို့လူမှုကွန်ရက်အသင်းတစ်ခုစီကနေသိရပါတယ်လက်ရှိချိန်ထိចောင်းထဲထိဓာတ်နဲ့ဝင်ထိုးတဲ့လူငယ်ကိုဖမ်းဆီးရမိခြင်းမရှိတဲ့ပဲသက်ဆိုင်ရာကရှာဖွေနေစေဖြစ်တယ်လို့သိရပါတယ်ဘာကြောင့်အခုလိုဓာတ်နဲ့ဝင်ထိုးရလဲဆိုရအကြောင်းရင်းကိုတိတိကျကျမသိရသေးပဲ NPA အနေနဲ့လည်းစုံစမ်းနေစေအဆင့်သာရှိနေစေဖြစ်ပါတယ် ဒါပေမဲ့မြို့ခံတချို့ကတော့တမီးစားကိစ္စဖြစ်နိုင်တယ်လို့မှတ်ချက်ပေးပြောကြားနေကြပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့နျူကလ িয়ার လက်နက်တွေဟန့်တားနိုင်ရင်အတန်ထက်မြန်တဲ့လက်နက်တစ်ကိုမြောက်ကိုရီးယားစမ်းသပ်ပြက်လွက်လိုက်တဲ့အကြောင်းတင်ဆက်ရင်ဒီနေ့အတွက် MP ရဲ့တင်ဆက်မှုတွေကိုဒီမှာပဲရန်လာလိုက်ချင်ပါတယ်ခင်ဗျာ။မြောက်ကိုရီးယားကနောက်ဆုံးလုပ်ခဲ့တဲ့ဒုံးကျည်စမ်းသပ်မှုတွေဟာနျူကလ িয়ার လက်နက်တိုက်ခိုက်မှုတွေဟန့်တားရေးကိုပိုအားကောင်းလာစေဖို့ရည်ရွယ်တဲ့အတန်ထက်မြန်တဲ့စနစ်တစ်ကို ြတာလို့မြောက်ကိုရီးယားကပြောကြားလိုက်ပါတယ်။တောင်ကိုရီးယားစစ်တပ်ကမြောက်ကိုရီးယားမျိုးတော်ပျုံယမ်းတောင်ဘက်ကနေဒုံးကျည်အများပြားပြစ်လွတ်တာကိုစုံစမ်းထောက်လန်တွေ့ရှိခဲ့ပြီးအဲ့ဒီဒုံးကျည်တွေဟာအရှေ့မြောက်ဘက်ကို350ကီလိုမီတာလောက်ပြန်တမ်းပြီးမြေပြင်ပေါ်ကိုကျရောက်ခဲ့တယ်လို့ပြောပြတဲ့နောက်တရက်အကြာမှာမြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနကအခုလိုသတင်းဖော်ပြလာတာဖြစ်ပါတယ်။ဒီစမ်းသပ်မှုတွေဟာကမ္ဘာကောင်းဆောင်တွေဖြစ်ကြတဲ့ American Donald Trump နဲ့ ကျောက်သမားရှီကျင်းဖင်တို့ကပြန်ဖက်တောင်ကိုရီးယားမှာနှစ်စဉ်ကျင်းပမဲ့အာရှပစိပိတ်စီဝါရေးပူပေါင်းဆောင်ရွက်မှုအစည်းအဝေးအတွက်စုဝေဖို့ဂျပန်အလိုမှာဖြစ်လာတာပါတောင်ကိုရီးယားမှာရှီယဲအမေရိကန်တပ်ဖွဲ့ကတော့မြောက်ကိုရီးယားရဲ့ပစ်ထိန်သုံးချီပြည်လွှတ်မှုတွေကိုသိရှိရလို့ကြေညာထားတယ်လို့မြောက်ကိုရီးယားအနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပိတ်ဆို့မှုတွေကိုရှင်းပေါက်တဲ့တရားမဝင်ပဲတင်ရင်မှုပြက်ပြားစေတဲ့လောက်ရတွေကိုခြောက်ချီဖို့တိုက်တွန်းခဲ့တယ်လို့တောင်ကိုရီးယားနဲ့ မဟာမိတ်ဖြစ်ပေါ်မှုအပေါ်အမေရိကန်ရဲ့ဂတိကဝတ်ဟာခိုင်မာနေစေဖြစ်တယ်လို့လည်းပြောပါတယ်။ပြည်လုံးမှုနယ်မှာအတန်တက်မြန်တဲ့ပက်ထိန်ဒုံးကျည်နှစ်စင်းပါဝင်ပြီးနိုင်ငံရဲ့မြောက်ပိုင်းဒေသမှာရှိတဲ့မြေပြင်ပြစ်မှတ်ကိုတိတိကျကျထိမှန်ခဲ့ရလို့ KCN ရဲ့သတင်းကဆိုပါတယ်။ KCN ကစမ်းသပ်ခဲ့တဲ့ဒုံးကျည်စနစ်နာမည်ကိုတော့အတိအကျမပြောခဲ့ပါဘူး။ဒီလအစောပိုင်းစေပြာခန်းနာတစ်ခုမှာကန်ကြုံကသူစစ်တပ်ရဲ့လက်နက်အသစ်တစ်ချို့ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီအထက်မှာအတန်တက်မြင်တဲ့ရန်အပိုင်းတွေတက်ဆင်ထားပုံချတဲ့တာတိုပက်ထိန်ဒုံးကျည်စနစ်တစ်ခုပါဝင်ခဲ့ပါတယ်။မြောက်ကိုရီးယားဟာမကြာသေးခင်နှစ်တွေအတွင်းမှာအတန်ရဲ့အလင်းထက်ငါးဆကျော်ပြန်တန်းနိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့အတန်တက်မြင်တဲ့လက်နက်တွေတက်ဆင်ထားတဲ့အမျိုးမျိုးသောဒုံးကျည်စနစ်တွေကိုစမ်းသပ်နေခဲ့ရပါ။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာရှင်းတာပြီးဘောအမောတွေလည်းပြေကြပါစေခင်ဗျာ။